အလုံးမင်းမင်္ဂလာပါရှင်ဖူပိုင်ရှင်ရှင်မကျဆိုလိုက်ပါရယ်ဒီနေ့မှာတော့ညီမကသမိသာလုံးမင်းစီမေငါချမဟွေလေးကိုချက်ပြပြီးသွားပါမယ်ရှင် ီနေ့တော့ညီမကငါးနဲ့ချစ်မောင်နဲ့ချစ်မယ်ပေါ့နော်။အဝင်းနဲ့ပစ္စည်းကညီမငချင်းလေးသုံးနဲ့ချစ်မောင်ရဲ့ပြီးတော့ရုံးပရိသီရဲ့ခန်းချင်သီးရဲ့ပြီးတော့ရှက်နနန်လေးရဲ့ပေါ့နော်။ငါချစ်မယ်ဆိုတော့ရှက်နနန်ကတော့အရေးကြီးဆုံးပဲပေါ့နော်။ရင်းအောင်ဆုံးညီမငါ့ကိုအရသာလေးနဲ့ပါမယ်။စနေနေ့လည်းနဲ့ထဲပါမယ်။ပြီးတော့ညီမချက်သားမုတ်ထဲပါမယ်။ပါမလေးထည့်ပါမယ်ပြီးတော့ညီမစားလေးထည့်ပါမယ် နှက်ဆက်သွားအောင်နေပေးပါမယ်ပထမဦးဆုံးငါးချက်မအောင်ချက်ဖို့အတွက်ညီမငါးကိုအရင်စီတက်ပေးပါမယ်ညီမအိုးရဲကိုစီထည့်ပါမယ်စီပူလိုက်ရင်ညီမကျက်သွန်းနဲ့ကျက်သွန်းပြူချင်းစိတ်ထားလေးထည့်ပြီးရောလေးဒီအစိမ့်မှုလေးထည့်ပြီးရောစီတက်ပေးပါမယ် ငါစီတဘောတို့ညမဘောနာဒီကျွတ်တနိဖြူခြင်းလေးကိုအနက်မွေးရဲ့ ठी ပေါ့နော်အယောင်တမုတ်လေးကိုလည်းတကယ်အယောင်လာရဲ့ ठी ကိုညမစီတက်ပေးပါမယ်စီတနလေးမွေးပြီးတော့အယောင်လေးလာလာပြီးဆိုတာနဲ့ညမခုနမွေးရတဲ့ငါးလေးတွေကိုထည့်လိုက်ပါမယ်ငါးဆိုတော့ခြေမှာဆိုလို့ညမအตาရလေးပဲမွေးလိုက်ပါမယ် ပြီးတော့ညီမဒီငားလေးကိုနည်းနည်းလေးပေါ့နော်အချက်သွားအောင်ရေလေးအနှဲငယ်ထည့်ပြီးတော့အိုးအပူပေးပြီးတော့ခဏတည်တာပေးပါမယ် ငါးလေးချက်တဲ့အနေထားလေးရောက်ပြီဆိုရင်တော့ညီမကအဲ့ငါးလေးတွေကိုပြန်ပြောခွက်တစ်ခွက်တည်းမှာပြန်ဆဲထားမယ်ပေါ့နော်ပြီးတော့အဲ့စီတက်ထားတဲ့ဟာနဲ့ပဲညီမခုနအနှွေနာတဲ့ချင်မောင်ရွက်တွေကိုထည့်မယ်ခင်းကျင်သီးတွေကိုထည့်ပြီးတော့ညီမချင်မောင်ရွက်တွေကိုတစ်ခါပြန်ချက်ပြပါမယ် မချမအိုရတာအထဲပို့ပေါ့နော်ရတာလေးဝင်အောင်ထဲမဲ့အတွက်ညီမညီငပိလေးတုံးပါမယ်အချင်းတက်လေးတက်တာအောင်ညီငပိလေးတုံးမယ်ကြက်သားမုံလေးထည့်မယ်ငပြရည်လေးထည့်ပြီးရောချက်မောင်ရွက်ကိုလုံးဝနူးပြီးရောလုံးထွေးသွားတဲ့အထိညီမချက်ပေးပါမယ် ချင်မောင်ရွက်ကလေအိုးကက်တက်တဲ့ကြောင့်မလို့ညီမကဇွန်လေးနဲ့ခဏခဏမွေပေးမယ်ပေါ့နော်အဲ့ဒါမှသူကလုံးလုံးထွေးထွေးလေးလည်းဖြစ်မှာပေါ့နော်အဲ့ဒါကြောင့်မလို့ခုနကညီမကငါ့ကိုဆယ်ထားရဲဆိုတာကဒီချင်မောင်ရွက်လေးကိုအဆက်မပြတ်မွေရမှာမလို့ပေါ့နော်ငါ့ပါပါနေမယ်ဆိုရင်ငါ့ရဲ့ခြေသွားမှာဆိုလို့ငါ့ကိုတတ်တတ်ဖယ်ထားတယ်ပြီးတော့ညီမဒီချင်မောင်လေးတွေကိုအဆက်မပြတ်မွေပေးမယ်လုံးထွေးသွားတဲ့ခါကျရင်တော့ညီမခုနချက်ထားတဲ့ငါးတွေကိုပြန်ထည့်လိုက်ပါမယ် ငါးလေးထည့်လို့ပြရနေညီမအနက်လေးမွေအောင်ရှမ်းနံနံလေးထည့်ပါမယ်ပြီးတော့ညီမအရေတောက်ချက်မှမူလို့ရေလေးပါထည့်ထည့်လိုက်ပါမယ်နောက်ပြီးတော့ဓမ္မရီစီတို့ဝေယုတ်ဒီစိမ့်တို့ကိုထည့်လိုက်ပါမယ် အရသာအတွက်စက်သားမုတ်လေးနဲ့ငယ်ထည့်ပြီးတော့ညီမပုပ္ပဆူအောင်တင်ပေးလိုက်ပါမယ်။ပုပ္ပဆူလာပြီးဆိုတာနဲ့တကယ်ကမှပဲအနက်လေးကိုမှမွေးပြီးတော့တကယ်ထမင်းစားလို့မိန်နဲ့ငါးချက်မှဟင်းလေးတစ်ခွက်ရပါပြီရှင်။ဒီဗီဒီယိုလေးကိုစုံနဲ့ထိကြည့်ပြီးရဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးပဲရတာရှိရဲ့ဟင်းလျာများကိုဖန်တီးနိုင်ကြပါစေရှင်။တတ